တောက်သမီးကိုရေခုနကတော့ဟာတီချဲနဲ့တူတူမြက်ဒီရဲ့အကြောင်းကိုလေ့လာရနော်ဒီခါတီချဲတို့ကအင်းဆက်လေးတွေပုံမွားလေးကိုလေ့လာမှာဖြစ်တယ်နော်အင်းဆက်လေးတွေဆိုတာကြောက်ရွံ့ရှိလားမရှိဘူးသူတို့မှာခြေတော့ဗနက်ချောင်းပါလေ6ချောင်းဟိုဘက်3ချောင်းဒီဘက်3ချောင်းပြီးရင်သူတို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းက၃ခုရှိတယ်ခေါင်းပိုင်းရယ်ရင်အုပ်ပိုင်းရယ်ဝမ်းဖက်ပိုင်း အင်းဆက်လေးမှာအစိုက်ပိုင်း၃ခုရှိတယ်။ခေါင်းပိုင်း၊ရင်အုပ်ပိုင်း၊ဝမ်းဘက်ပိုင်းเนาะခြေထောက်လေးရောဗဒံချောင်းရှိတယ်။ခြောက်ချောင်းရှိတယ်။ဘိုးဘက်၃ချောင်း၊ဒီဘက်၃ချောင်း။ကဲအင်းဆက်လေးရာလေသူတို့မျိုးလုံးလေးကမှုံနေတဲ့အတွက်တိတ်မမြင်ရတဲ့အတွက်သူရဲ့ခေါင်းပေါ်မှာအချောင်း၂ချောင်းလေးဖြစ်တဲ့เนาะဆန်းပြီးတော့သွားတယ်။အုံးမေမိချောင်းလေး၂ချောင်းပါရှိ။เนาะအဲ့ဒါကသူတို့เนาะ သူတို့မျက်စိလေးတွေမှုံလို့နော်သူတို့ရဲ့ဥကောင်းမှာအချောင်းလေးနှချောင်းပါရှိတယ်။တချို့အင်းဆက်တွေကကြတော့ခြေထောက်ရှစ်ချောင်းပါရှိတယ်တောက်တယ်လို့။ကဲဘာကောင်လေးတွေရှယ်ပြောပါလေ။ဟုတ်တယ်။ပင့်ကူရဲ့ကင်မီကောက်ရဲ့။ကဲဒါဆိုရင်အင်းဆက်လေးကကြောက်ရွံ့မရှိဘူး။ဟုတ်ပြီ။ပြီးရင်အင်းဆက်လေးမှာခြေထောက်ဘယ်နှချောင်းပါလဲ6ချောင်း။သူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းက3ခုရှိတယ်။ ဥကောင်းပိုင်းရယ်ရင်းအောင်ပိုင်းရယ်ဝမ်းပိုက်ပိုင်းဟုတ်ပြီဒါကအင်းဆက်တွေနော်ကဲအဲ့ဆိုရင်တောက်မျိုးအင်းဆက်လေးကိုသိပြီနော်ကဲအဲ့ဆိုရင်ဒီစင်းတဲ့သူလုပ်ငန်းသုံးကိုတွားကြည့်အောင်ကဲလုပ်ငန်းသုံးမှာဘာပြောထားလဲဆိုရင်ခြင်နဲ့လက်ပြာကိုတဲ့သူကပြထားတယ်ပြထားပြီးတော့ပုံကြည့်ပြီးတော့မေးခွန်းလေးတွေကိုတဲ့ဖြေပေးပါတဲ့ ဲ့တော့တာဝတ်သမီးတို့ကချင်းရဲ့ပုံရဲ့လိပ်ပြာပလီပုံရဲ့ဦးနှိုင်းရှင်ပြီးတော့တာဝတ်သမီးတို့ကြည်ရမယ်။တခြားကြည်ထားနော်။မိကုံးလေးရာဘာလေးဖြစ်မလဲဆိုတော့ရပြီလား။ရပြီနော်။ကဲ။ဟုတ်ပြီအဲ့ဆိုရင်ဒီချိန်ကမိကုံးလေးကိုဖတ်ပြပေးမယ်နော်။နံပါတ်1မိကုံးလေးကချင်းမှာခြေထောက်ဘယ်နှချောင်းပါလဲတဲ့။ချင်းရဲ့ပုံလေးကိုကြည့်လိုက်ပါဦး။ချင်းမှာခြေထောက်ဘယ်နှချောင်းပါလဲ။ဟုတ်တယ်။ 6ချောင်းဟုတ်ပြီနံပါတ်1မှာဥကောင်းရှိသလားတဲ့အဲ့တော့တောက်သမီးတို့ကတငယ်ချင်းတွေနှစ်ယောက်ရှိရင်နှစ်ယောက်နဲ့အပြန်အလှန်ပြောလို့ရတယ်နော်အဲ့တော့ချင်းပုံလေးကိုကြည့်လိုက်ပါဦးဥကောင်းရှိတာပါလာပေါ့ချင်းမဥကောင်းပါလာပေါ့နော်အဲ့တော့ချင်းမက6 6ချောင်းရှိတယ်ဥကောင်းပုံရှိတယ်ဥကောင်းပါတယ်ကဲနံပါတ်3လို့ဆက်ပြီးတော့ဖြည့်ကြည့်အောင်နံပါတ်3လေးမှာဗာမေးထားလဲဆိုရင် ်ရင်အောင်နေတဲ့ one bite တရားကိုပါလာတဲ့ကဲတော့သမီးတို့ကလက်တွေ့လုပ်ချင်နေဆိုရင်ပါတယ်ဆိုရင်တောင်းတဲ့တယောက်เนาะအုံပြလို့ရပါတယ်ဒီချိန်ကတော့ပုံလေးကိုကြည့်လိုက်ပါပုံထဲမှာခြင်က one bite bite ရင်အောင်ပိုင်းရောပါလာတဲ့ပါလာပေါ့เนาะ inset မှန်လို့ရှင်ဥကောင်းပိုင်းလည်းရှိတယ်ရင်အောင်ပိုင်းလည်းရှိတယ် one bite ပိုင်းလည်းရှိတယ်ကဲနံပါတ်လေးကိုကြည့်အောင် ခြင်နဲ့လက်ပြအကြောင်းပြောအောင်တဲ့အဲ့တော့ခြင်နဲ့လက်ပြအကြောင်းပြောမယ်ဆိုရင်ခြင်မှာ6တော့6ချောင်းပြီးလို့ရှင်ဥကောင်းပိုင်းရှိမယ်ရှင်အုပ်ပိုင်းရှိမယ်ဝမ်းဘတ်ပိုင်းရှိမယ်ကဲလက်ပြလေးမှာရောခြင်လိုမျိုးမရှိဘူးလားရှိတာပေါ့လက်ပြလေးမှာလေနော်6တော့ကဘယ်နှချောင်းလဲ6ချောင်းဥကောင်းဝမ်းပါဘူးလားပါတာပေါ့ရှင်အုပ်ပိုင်းရောပါတာပေါ့ဝမ်းဘတ်ပိုင်းရော ကဲအဲ့ဆိုရင်လိပ်ပြာလေးကဘာကောင်းလေးလဲဟုတ်တယ်အင်းဆက်နော်လိပ်ပြာလေးလည်းအင်းဆက်ဖြစ်တယ်ဟုတ်တယ်နော်အင်းဆက်တွေမှန်တယ်မြတ်ခြေတော့ကဘယ်နှချောင်းပါမလဲ6ချောင်းဥကောင်းရောပါလားပါတာပေါ့ရင်ရောပိုင်းရောပါတယ်ဝမ်းမတ်ပိုင်းလည်းပါတယ်ကဲအဲ့ဆိုရင်လုပ်ငန်းသုံးကိုကြည့်လိုက်တဲ့အခါမှာအင်းဆက်တွေရဲ့အစိပ်ပိုင်းတွေအကြောင်းကိုတောက်ပြီးတော့နားလည်ပြီနော် ဟုတ်ပါပြီเนาะ insert ရဲ့အစိပ်ပိုင်းတွေကိုတောက်ဒီလိုနားလည်ပြီးဆိုရင်ဒီချိန်နဲ့နောက်တင်ငန်းစာတွေကိုဆက်ပြီးတော့နေလာကြမှာเนาะ